ပထွေးဖြစ်သူရဲ့အချင်းချင်းကျွလွန်နာကိုခံနေခဲ့ရတဲ့ခုနှစ်နှစ်ရွယ်သားလေးရဲ့အဖြစ်ကိုဖွင့်ရလာခဲ့တဲ့မိခင်ပရိသတ်များအလုံးမဲ့မင်္ဂလာပါမာရပန် page ကနေကြိုဆိုလိုက်ပါတယ်လူပဝင်းချင်မှာအချင်းစာရိတာကောင်းတဲ့သူတွေဆိုရလဲနဲလာတယ်လို့မကောင်းတဲ့သူတွေကသာလျင်များလာခဲ့တာပါဒါကြောင့်မို့နေထိုင်ရတာကလည်းမလုံခြုံတယ်လို့ခံစားနေကြရပါတယ်။အရင်တုန်းကဆိုရင်အမျိုးသမီးမွေးထားတဲ့မိဘတွေကသာကြောင်ရွံ့ရတာဖြစ်ပေမဲ့အခုဆိုရင်အမျိုးသားမွေးထားတဲ့မိဘတွေမှာပါကြောင်ရွံ့စရာတွေဖြစ်လာခဲ့ပါပြီ။ ီကနေ့ရက်မှာအင်တာဗျူးတစ်ခုကနေမိခင်ဖြစ်သူကခုနှစ်နှစ်ရွယ်သားလေးနဲ့သူတို့သားမီးနှစ်ယောက်ရင်ဆိုင်ကြုံတွေ့နေရတဲ့ကြောက်စရာအဖြစ်ကိုရင်ဖွင့်လာခဲ့တာပါ။ဒါအပြင်မိခင်ဖြစ်သူကသားဖြစ်သူကိုခေါ်လာကသူ့ရဲ့အိမ်ပိုင်ကနေပြေးလာခဲ့ရပါတယ်။ပြေးလာရတဲ့အကြောင်းရင်းကတော့သားဖြစ်သူကကိုထီလက်ယောက်ကျွလွန်တာကိုခံနေရတာကြောင့်ပါ။လုတ်တဲ့သူကလည်းအခြားသူတော့မဟုတ်ဘဲပထွေးကပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူလက်ရှိပေါင်းသိနေတဲ့ခင်မွန်ဖြစ်သူကဖခင်အရင်တော့မဟုတ်ပါဘူး။တကယ်တော့မိခင်ဖြစ်သူကအစိုးပါယောက်ျားနဲ့ပေါင်းသိနေကြတာကြပါပြီ။ယောက်ျားဖြစ်သူကအလုပ်လည်းမလုပ်ဖဲအမျိုးသမီးကသာအလုပ်တွေအများကြီးလုပ်ကရုန်းကန်နေကြရတာပါ။ ကလေးကလည်းအလုံးလုံးရင်းနဲ့ပဲရရှိလာခဲ့တာဖြစ်ပါတယ်။အခုတော့အလုပ်တွေလုပ်ဖို့အတွက်လည်းပထွေးဖြစ်သူကသာတိုက်တွန်းခိုင်းခဲ့တာပါ။အပြင်မှာပတ်စံရှာရင်သားလေးကိုဝင်ရှိလာတဲ့အချိန်မှလည်းပထွေးဖြစ်သူကဖျက်ချခိုင်းပါတယ်။မိခင်ဖြစ်သူကတော့သူကိုယ်တိုင်စားဝတ်နေရအဆင်မပြေကရုန်းကန်နေရတာဖြစ်တဲ့အတွက်ရလာတဲ့ကလေးကိုမွေးမယ်ဆိုပြီးသာဆုံးဖြတ်ခဲ့တာပါ။ကလေးကိုမွေးလာတဲ့အချိန်မှလည်းမိခင်ဖြစ်သူကသာအဆဆရရရှာဖွေရုန်းကန်နေခဲ့ရပါတယ်။ဖြတ်တန်းလာရင်လည်းတားဖြစ်သူအရွယ်ရောက်လာတဲ့အချိန်မှာမိခင်ဖြစ်သူကရိမ့်မိတာတွေရှိလာခဲ့ပါတယ် ။ဒါဖြစ်သူကမိခင်ဖြစ်သူကအရန်ကိုချစ်တယ်လို့အသေးစိတ်ကအစဂယူဆိုင်တာပေါ့။ရေချိုးပေးတာကအစလုတ်ပေးတဲ့အပြင်ဘောင်းမီဆိုရင်လည်း9နှစ်ဆိုတဲ့အရွယ်အထိကိုရင်းသားလဲပေးပါတယ်။ ညဆိုရင်လည်းမိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူရဲ့ကြားမှာသာတိတ်တာပေါ့ညတညရောက်တဲ့အချိန်မှာမိခင်ဖြစ်သူကအတန်တချို့ကိုကြားခဲ့ရတာပေါ့ဒါဖြစ်သူကအိတ်နေရင်းနဲ့နားရဲမလုတ်ပါနဲ့ဆိုတဲ့အတန်ကိုကြားလိုက်ရတာပေါ့ဒါကြောင့်မို့ကြီးလိုက်တဲ့အချိန်မှာတော့စိုးတဝိုက်မှာမတင်ငါဆရာတွေကိုတွေ့လိုက်ရတာပေါ့အကွဲယာရီကိုလည်းတွေ့လိုက်ရပါသေးတယ်လိုင်းလံစုံစမ်းကြည့်တဲ့အချိန်မှာရက်ွက်ထဲကဆေးသမားတွေလိုထင်နေခဲ့ရပေါ့ အရင်အချိန်မှာခင်မောဖြစ်သူကလည်းအထင်းထင်းခံထားရတာပါသူပြန်လွတ်လာတဲ့အချိန်မှာတော့ပိုဆိုးလာခဲ့ပါတော့တယ်တရက်မှာအိတ်နေရင်းနဲ့အသားဖြစ်သူကအတွင်းကန်ကျွနေတာကိုတွေ့ခဲ့ရတာပါ ဒါအပြင်အိမ်ယာမှာအနီရောင်သွေးတွေကိုပါတွေးလိုက်ရပါတယ်။ဒါကြောင့်မို့မိခင်ဖြစ်သူကသားဖြစ်သူရဲ့ဘေးနားကနေတဖွားမတော်မခွာရဲပါဘူး။လောက်ဆရာရှိရင်တော့ဧကန်းထဲမှာသာသားဖြစ်သူကိုနေခိုင်းပြီးမိဖို့ကြောင့်ကနေလှမ်းချောင်းနေရပါတယ်။ဒါလည်းပဲကြုံရင်ကြုံတလို့ဝင်ဝင်ပြီးလှုပ်တတ်ပါတယ်။အစိုးဆုံးကတော့ကိုရင်ဝိနေချင်းမှာဖုံးချီချောင်းအုတ်တတိုင်းနာထီခေါ်ကောင်းပထွေးဖြစ်သူနဲ့သူ့ရဲ့အပေါင်းအသင်းအပါဝင်လူလေးယောက်ဝိုင်းကလှုပ်ကြတာဖြစ်ပါတယ်။ ောက်ဆုံးမှာတော့မိခင်ဖြစ်သူကသားဖြစ်သူအတွက်လုံးဝမခံနိုင်တော့တာကြောင့်ထွက်ပြေးလာခဲ့တာပေါ့ကိုပိုင်နမေပေါ့ပိုင်ဆိုင်တဲ့အိမ်ကြီးကိုပါထားကထွက်ပြေးလာခဲ့တာဖြစ်ပါတယ်ဆဆသိခဲ့ခြင်းအချိန်တွေတုန်းကရဲစခန်းထီတောင်သွားပြီးတိုင်ချက်ဖွင့်ခဲ့ပေမဲ့ရက်ွက်ထဲကလူတွေကသူမကိုဆေးကြောင်ကြောင်ပြီးရှောက်ပြောနေတာလို့ပြောတဲ့အတွက်ရဲစခန်းကလည်းဒီအတိုင်းပြန်လှုပ်လိုက်တာပေါ့ပရိသတ်တို့အနေနဲ့ရောအခုဖြစ်ရပေါ်ဘလို့ထင်မြင်မိကြပါသလဲရှင်အားလုံးကကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ